လူတို့တော်မာရဲ့ကျမတို့မန္တလေးကမန္တလေးတောင်းဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်အမေနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်ဒီစာအုပ်ကိုတော့မန္တလေးငလင်မှာကြဆုံထားတဲ့စာဖတ်သူတီတီအတွက်အမတ်တရားဖြစ်စဉ်ဆုံးကတင်ဆက်ခြင်းပဲဖြစ်ပါရရှင်အပိုင်ချက်ကျမတို့မန္တလေးနဲ့ယတိကိုရောကြီးဥခန်နီငါယတိကိုရောကြီးဥခန်နီဟာဇာတိအပြင်ရမဲသိနယ်က ်ဂျဟန်ဝါ၁၂ဝါရမှယတိဘွားကိုကူပြောင်းခဲ့ပြီးမန္တလေးမြို့ကမန္တလေးတောင်အဝင်းပါမြို့၂၀ကဘုရားကျောင်းကံဌာနကြီးပေါင်း58ဌာနမှာသာသနာအဆောက်အုံတွေကိုဆောက်လုပ်ပေးခဲ့တဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်အဲ့ဒီလိုမြန်မာနိုင်ငံတနန်တလေးရအများကြီးလှူဆောင်ပေးသွားတော်မူခဲ့တာဖြစ်ပေမဲ့ယသိကိုရောကြီးကသူကိုယ်သူမန္တလေးတောင်ယသိကြီးဥခန်းဒီလိုပဲတစ်သက်လုံးသုံးဆွဲပါတယ်ယသိကိုရောကြီးဂျင်းနဲ့သုံးလုပ်ပေးခဲ့သမျှဖះဆင်းမှုတော်နဲ့တကွရုပ်ထုတွေရဲ့အောက်ခြေမှာ မန္တလေးတောင်ရတဲ့ကြီးဥခန်ဒီသုံးလုံးဒီလို့အမြဲတမ်းကြပြီးထိုးပါတယ်ကိုရောကြီးရဲ့စာရေးဆက်ကူမှာလည်းမန္တလေးမြို့မန္တလေးတောင်ရတဲ့ကြီးဥခန်ဒီလို့အင်္ဂလိပ်လိုရောမြန်မာလိုပါရိုက်နှိပ်ထားပါတကယ်တော့လည်းရတဲ့ကိုရောကြီးဥခန်ဒီနဲ့မန္တလေးမြို့ကခွဲခွာလို့မရစကောင်းပါဘူးမြန်မာနိုင်ငံကိုဟိုတုန်းကအုပ်ချုပ်တဲ့ဗြိတိရှားထိတ်တန်းရာရှိတွေပြီးလက်ကပဲဖြစ်ဖြစ်အိန္ဒိယကပဲဖြစ်ဖြစ်ရန်ကုန်ကပဲဖြစ်ဖြစ်မန္တလေးကိုအရောက်လာကြပါတယ်ရောက်တော့ မန္တလေးတောင်ပေါ်တက်ကြပါတယ်မန္တလေးတောင်ပေါ်ကနေပြီးမန္တလေးမြို့ရဲ့ရှုခင်းကိုကြည့်ပါတယ်သူတို့တည်းရဲ့ဘာမကမန္တလေးမဟုတ်လားဒါကြောင့်အဲ့ဒီမန္တလေးကို ရောက်တုံရောက်ခိုင်ကြည့်ကြတဲ့အခါမန္တလေးတောင်ပေါ်ကမြင်ကွင်းကမန္တလေးနှမ်းမြို့ကြီးကိုပြာအိုးတွေဆစ်ဆစ်ရှိတဲ့အုပ်မြို့ရိုးကြီးနဲ့အကျုံးကြီးကပတ်လို့ကားလို့အလွန်နာမည်ကြီးတဲ့ကျွန်းသစ်တော်ကြီးတွေရှိတဲ့နိုင်ငံဆိုတော့သူတို့ဘရင်ရဲ့နန်းတော်ကြီးကလည်းအဖို့တန်လာတဲ့ကျွန်းသစ်တွေနဲ့ဆောက်လုပ်လို့ထားတာ တို့ပြီးသူကလည်းရာကလည်းတစ်သားပပုဆုလစ်မွန်ချုံတွေနဲ့မို့ထက်ကိုဆွင့်ကားတက်နေတဲ့ပုံတရံလိုနိုင်ငံသားသားကအမတ်ထစ်ထင်းရှုမြင်အံ့ဩကြတယ်။အော်ဒါပြန်မဒါမန္တလေးကိုလို့အောက်မေးသွားကြတယ်။ယတိကိုရောကြီးရဲ့ဧည့်စင်းထဲမှာဆိုင်မွန်ကော်မရှင်ကစာချုပ်ဆိုင်မွန်ပါတယ်။အိန္ဒိယပြင်ကန်ချုပ်လော့ဒ်အာဒဝင်ပါတယ်။မြန်မာပြင်ကန်ဆာဟာဂုတ်ဘတ်လာစာချာအင်းနစ်ခေတ္တပြင်ကန်စာချီအေမောင်ကြီးတို့လည်းပါတယ်။ အထက်မြန်မာပြည်ဒိန်းလုံးကအိန္ဒိယပြည်ငံကျောလော့ဒက်ဖရင်ရတာအင်းဝမျိုးစားလော့ဒက်ဖရင်ကလေးလက်ပါတယ်။တခြားပြည်လန်တဲ့အိန္ဒိယကနယ်ဘက်စစ်ဘက်ရာရှိကြီးတွေသူတို့ရဲ့ကတော့မရသားသမီးတွေလည်းပါတဲ့အပြင်နောက်မှာလေဘာပါတီဝင်ကြီးချုပ်ဖြစ်လာမဲ့ကလီမတ်ရစ်ချတ်အက်ဒလီပုံမှုဘွားတို့ကစာချုပ်ဆိုင်မုံနဲ့ပါလာတာလည်းတွေ့ရပါတယ်။သူတို့တွေကမြန်မာနိုင်ငံကိုရောက်ရင်မန္တလေးရောက်ကြတယ်။မန္တလေးရောက်ရင်အသည့်ကိုရောကြီးဥက္ကဋ္ဌကြီးပြုပြင်ထားတဲ့မန္တလေးတောင်ပေါ်တက်ပြီး မန္တလေးမြို့ကိုကြည်ကြတယ်ပြီးတော့အဲ့မှတ်တမ်းမှာသူတို့ထင်မြင်ချက်တွေကိုရေးသားကြသေးတယ်လေ1958ခုနှစ်တုန်းကဗြိတိရှဆိုရာကမြန်မာသတင်းစာဆရာတွေကိုဖိတ်လို့လူလူဦးလာတို့အဖွဲ့ပြည်ရင်ကိုသွားကြတော့မန္တလေးမြို့ကိုပြန်သိမ့်ရတော့ကမြို့သိမ်းတိုက်ပွဲဆင်နွှဲရတဲ့ဗိုလ်ချုပ်ရီးစ်နဲ့ဝီလ်နန်မှာတွေ့ခဲ့တဲ့တွေ့တော့ဗိုလ်ချုပ်ရီးစ်ကဦးလာဟာမန္တလေးကလို့ဆိုလို့ဂျပန်လက်ကမန္တလေးကိုသူတို့ပြန်တိုက်ယူရတော့မန္တလေးတောင်ပေါ်မှာတိုက်ပွဲတွေဖြစ်ခဲ့သေးတာ မန္တလေးတောင်လှပါတာမန္တလေးမြို့ကိုတောင်ပေါ်ကစီးကြည့်ရတဲ့ရှုကင်းအင်မတန်ကောင်းတာရေသေးကြီးဥခန်ဒီကိုသူတို့တက်တွေချောင်းပြက်စီးခဲ့တာတွေအတွက်စိတ်မကောင်းလို့တက်သားတွေနဲ့သူနဲ့စုပေါင်းပြီးငွေ2500ကျပ်လုခဲ့တာရေသေးကြီးဥခန်ဒီကကိုကျိုးမရှိပဲဒီတောင်တော်ကိုတသက်လုံးပြုစုနေတဲ့သူတော်ကောင်းစတာတွေကိုတတိတရနဲ့ဥလာတို့ကိုပြန်ပြောပြလိုက်တဲ့ရေသေးကိုရောကြီးဥခန်ဒီစီမှာအဲ့ဒီပြီးပြီးရှာတွေနဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံတွေအများကြီးရှိပါတယ်ဓာတ်ပုံတိုင်းမှာရေသေးကိုရောကြီးက သူတို့လူပြူတွေနဲ့တန်းတူရည်တူတင့်တင့်တဲတဲတွေ့ရတယ်။ရသေးကိုရောကြီးရဲ့အရက်မောင်က6ပဲရှိတာကိုရသေးကြီးသာကျမတို့တမန်မြန်မာလူမျိုးတွေလို့အရက်မောင်က9ပဲကျော်6ပဲနာမရောက်တဲ့ပုဂ္ဂိုလ်ဆိုရင်သူတို့ကြားမှာပုဂ္ဂိုလ်ကလေးဖြစ်နေမှာပေါ့။အခုတော့ရသေးကိုရောကြီးကတချို့လူပြူများထက်တောင်နေနေတော့အရင်မောင်ကောင်းနေပါသေးတယ်ပြီးတော့ယသိကိုရောကြီးရဲ့ဥပဒိယုတ်ကဆရာကြီးသခင်ကိုရောမိုင်းလို့ပဲမြန်မာပြည်သားသားနဲ့မြန်မာကြောချောတဲ့ယုတ်ပါ နာရန်ကမြန်မာနာရန်ဖြောင်ဖြောင်စင်စင်မျက်လုံးကမြန်မာမျက်လုံးလှနရွက်ကရှိရှိသွဲသွဲအိန္ဒိကလည်းယဟန်တန်ကတော့ကြီးများနီးတို့အင်တန်တီကြီးတင့်တဲပါတယ်ရတေကြီးကိုသာသနာပိုင်ဆရာတော်ဘုရားကြီးနဲ့တကွမန္တလေးမြို့လေးပြင်းလေးရက်ကထေကြီးဝါကြီးတစိမ့်ရမရဆရာတော်ကြီးတွေအားလုံးကလေးစားယုံကြည်တယ်ဒါကြောင့်ရတေကြီးရွက်ဆောင်ခြင်းနဲ့သာသနာရေးကိစ္စတွေအားလုံးမှာယဟန်တန်ကတော်ကြီးတွေကလူလေးသေးမရှိကူညီဆောင်ရွက်ပေးတော်မူကြတယ် လူပုဂ္ဂိုလ်တွေကလည်းကိဝင်မင်းကြီးလေသိန်းအတွင်းဝင်ဝဲမစို့ဝင်တောက်စားတဲ့မြန်မာမင်းဆိုရာစာတွေဒေသခံကောင်ရှင်နာတိုင်းမင်းကြီးရေးပိုင်စားတဲ့ရရှိတွေအားလုံးကယူသိလေးစားခံကြကြတယ်။သာသနာပိုင်ဆရာတော်ကဆိုရင်ယတိကိုရောကြီးဥခန်ဒီကိုသာသနာဟိတာတစားနာယကဆိုတဲ့ဘွက်ချီးမြှင့်ထားတာပါ။သာသနာအကျိုးကိုပြုစုဆောင်ရှောက်သူလို့အဓိပ္ပာယ်ရပါတယ်။ရသေးကိုရောကြီးက1969ခုနှစ်ကစပြီး1310ပြည့်နှစ်အထိနှစ်ပေါင်း40ကျော် မန္တလေးကိုဗဟိုပြုပြီးသာသနာပြုလုပ်ငန်းတွေလှုပ်ဆောင်သွားတာဖြစ်ပေမဲ့ယသိကြီးရဲ့ကိုကြီးကိုရာနဲ့ပတ်သက်လို့ရေးစရာမှတ်စရာအင်တန်နဲ့ပါပါတယ်။ဗာပြုလို့လဲဆိုတော့ယသိကြီးကဆရာကြီးတခင်ကိုရောမှိုင်းလို့ပါပဲ။ကိုကြီးကိုရာမရှိသလောက်အလွန်ကိုချုံထားတဲ့ပုံကမှုပါ။ယသိကြီးတသက်လုံးမန္တလေးတောင်ပေါ်မှာပဲတရင်တုံးသွားပါတယ်။တရင်တုံးနေဆိုပေမဲ့ ရတီကြီးရဲ့ចောင်းတင်ငန်းမဲလို့ပြကြီးကတောင်းပေါ်မှာလုံးဝမရှိပါဘူးပထမတောင်းထိတ်ကစူတောင်းပြီးအာယုံခံထဲမှာနေပါတယ်ဒီနောက်ပြန်ကြီးလို့ခေါ်တဲ့အမျက်စောညီနောင်ဖះကြီးတစောင်းမှာနေပါတယ်နေတဲ့သားဆိုတာအဲ့ဒီចောင်းတင်ငန်းကလေးကရတီကြီးနေရာပဲရဲလို့ပြကြံမရှိပါဘူးတစောင်းကြီးတဲ့တနေရာညပိုင်းရောက်တော့တင်မြူရီခင်ချင်းတောင်းကြီးကြီးတလုံးကိုထောင်းတစ်သားခေါင်းအောင်စရာတက်တုံးတုံးထည့်ထားတာရတီကြီးအိပ်ရပါပဲ ခြေနောင်ကြီးကြီးတာကညတိုင်းတော့အကြောင်းသားတယောက်နှစ်ယောက်ကရေသေးကြီးခြေနောင်နဲ့ဝင်ပြီးဝစ်ဖြည့်ပေးရင်အဲ့ဒီခြေနောင်ထဲတင်အိတ်ကြလို့ပါတဲ့မိုးတီတိုက်တဲကရေသေးကြီးနေသွားတဲ့အကြောင်းဆိုတာရေသေးကြီးလေးဖြတ်ပြီးကိုတချမ်းသေးသွားတော့တောင်ပေါ်မတက်နိုင်တော့ပဲတောင်အောက်မှာတင်မဲ့နှိတ်သေးရီဘာရီနဲ့နေရလို့သူ့ကိုယ်စလဲဥကြော်သိန်းကမပြန်လုံခင်တနှစ်အလုံးမှာဆောက်လုပ်လူချမ်းထားတာပါရေသေးကြီးမှာထုံသေးကြောက်ရောက်နေဥကြော်လာဆိုသူကရေသေးကြီးနဲ့အယောင်ဝယ်ဆက်ဆံကြတော့ ဆက်ဆံလို့ကောင်းတာနဲ့ဖောက်တဲ့ဖြစ်နောက်တော့ဥကြော်လာကအင်္ဂလိပ်စာလည်းကောင်းကောင်းတက်လို့ရေသေးကြီးကသူ့ကိုယ်စားလည်းဖြစ်နေရွက်စရာဆောင်းစရာကိစ္စတွေကိုရွက်ဆောင်ခိုင်းလို့ကြာတော့ဥကြော်လာကရေသေးကြီးရဲ့ကိုယ်စားလည်း PA Personal Assistant ဖြစ်လာတာပါပဲဥကြော်လာဒီဆုံးတော့သူ့အမှုတန်းတွေကဥကြော်သိန်းကအတွင်းကိစ္စတွေရွက်ဆောင်ပေးတယ်ကိုလအောင်ကအင်္ဂလိပ်လိုရေးသားပြောဆိုစရာရှိရင်ရေသေးကြီးကိုစားရေးသားပြောဆိုပေးရပါတယ်ရေသေးကိုရောကြီးနဲ့အနီးကပ်ဆုံးဆက်ဆံသွားတဲ့ဥကြော်လာတို့ကတော့ ယသိကိုရောကြီးကစုကြည်ပံပုဂ္ဂိုလ်ပါလို့ပြောပါတယ်။ယသိကြီးကိုမြန်မာတနိုင်ငံလုံးကကြီးညိုသူတွေတုနယ်တွေရှိလို့လူဝယ်ပစ္စည်းတွေကလည်းတလားတလားပုံနေအောင်ရတာပါ။အဲ့ဒီပစ္စည်းတွေကိုယသိကြီးကဆရာတော်ကြီးများသတင်းသုံးရာចောင်းတိုင်ကြီးတွေကိုလှစင်လှည့်ကြပို့လှူတာပါ။ယသိကြီးသုံးဆွဲတာရဲ့လို့မရှိတဲ့လောက်ပါပဲတဲ့။ပြီးတော့ယသိကြီးကလူသူလေးပါမတွေ့မမြင်တဲ့အချိန်မှာကိုကြီးကိုယ်တော်ဘာဝနာဝိပဿနာအလုံးများလှုပ်ဆောင်နေဒူရင်များကျင့်နေလို့လည်းသိရပါတယ်။ ဥခန္ဒီရဟန်းဘွားကနေယတိဘွားကိုပြောင်းလဲလိုက်တာနဲ့ပတ်သက်ပြီးတနေ့တော့ယတိကိုရောကြီးရဲ့နောက်ဆုံးပြည်ရဲ့အတွင်မူကိုလအောင်ကငွေကန်ရမှာဆိုလို့ယတိဝိတ်ကိုလဲတာဖြစ်တယ်လို့ပြောကြပေမဲ့ရှင်ပြားကငွေလဲမကန်ပါကလားလို့မေးလျှောက်တော့ယတိကြီးကငွေမကန်ပင်မဲ့အလူငွေရမှလုပ်ငန်းအောင်မြင်မှာမို့ငွေရဖို့ပဲစိတ်ထဲကဖြစ်နေတယ်ငွေကိုစိတ်ကူးနေရလို့တန်ရှင်းတော့မှမဟုတ်ဘူးထင်တယ်လို့ယတိကိုယ်တော်ကြီးကမိန့်ပါတဲ့ ရဟန်းများရွှေငွေအလူခံရင်ကိုင်းတွယ်ရင်ရူပိယတိတ်ခါဘုံရတိတိတ်ကီပါစိတ်အာဘတ်တင်ပါတယ်ပြီးတော့ရဟန်းများဖះမတဲကောင်းပါဘူးတဲ့ရဟန်းကဖះတဲရင်အဲ့ဒီရဟန်းရဲ့အကြောင်းစရာတစောင်းများကိုတခြားရဟန်းတွေကမခုဝင်ရဟန်းတဲတဲ့ဖះမှန်းသိရင်တချို့ကဝိမချပဲနေပါတဲ့တခါတော့ဆရာတော်ဥပ္ပိုလ်ရဲ့အကြောင်းမှာရဟန်းငယ်တွေစိတ်လေတောက်တဲ့ကြားလို့ဆုံးမပေးပါလို့မာဒံဝင်ကိုသာသနာပိုင်းဥညာကဆေလွတ်တော်ဆရာတော်ဥပ္ပိုလ်ကလည်း ဆေးလေတောက်တာသာသနာပိုင်ဖျားတဲတာလောက်ပြင်မကြည့်ပါဘူးလို့မဟာတန်ဝင်းကိုပြောလိုက်တဲ့ဒီလိုကြဘူးတာတခုက ကိုရင်နေဒိုးထိုးနေတာမြင်လို့မဟာတန်ဝင်းကဘောမောစရာတော်ကိုရှောက်တော့ဘောမောစရာတော်ကမင်းတို့သာသနာပိုင်ဖျားတဲတယ်လောက်မစိုးပါဘူးလို့မိန့်ပါတဲ့ဒုတိယမောင်းတော်သာသနာပိုင်ဥညီယာကသူ့ဇာတိနဲ့ရဲတော်မှာဖျားကြီးတီထာကိုွယ်ခဲ့တယ်လေယတိကိုယ်တော်ကြီးကသူ့သာသနာပြုလုပ်ငန်းတွေ ပေါ်ကိုလည်းအင်ပြန်တန်ရော့စင်ကြီးပြီးလေးဖြတ်လို့ ကိုတချမ်းတရားကနှိမ့်နဲ့ဈေးကူတာလို့နည်းနည်းတက်တာရရလာတော့ပက်လက်ကလေးထိုင်းကြီးကိုဒုံနှချောင်းစီးနောက်ပြီးလူနှယောက်ကိုမစေကမန်းလေးတောင်ပေါ်ကိုအထက်နဲ့ကြပါသေးတယ်ရသေးကြီးပြန်လည်တော့မမှုမီတရက်ကရိုက်ထားတဲ့တပ်ပုံမှာလူချမ်းပက်လက်ကလေးထိုင်းကြီးပေါ်မှာရသေးကိုရောကြီးထိုင်းနေတဲ့ပုံကိုတွေ့ရပါတယ်ရသေးကိုရောကြီးပြန်လည်တော့မူတာ1949ခုဇန်နဝါရီလ29ရက်1330ပြီးပြာဒိုလာပြီးကျော်14ရက်ဆိုတော့အဲ့ဒီအချိန်မှာမန်းလေးမြို့ရဲ့နိုင်ငံရေးအခြေအနေကမကောင်းတော့ပါဘူး ဒီရင်းစီရဲ့ဒဏ်ကိုမရှိမလားခန်းနေရပါပြီ။ဒါကြောင့်ရသေးကြီးပြန်လွန်တာကိုတောင်တနိုင်ငံလုံးကကျဲကျဲပြန့်ပြန့်မသိရှိကြပါဘူး။ရသေးကြီးနားမှာရှိတဲ့ဒကာဒကာမများကလည်းဒီချင်းဒီခါမျိုးမှာရသေးကြီးစာပနာကိုမကျင်းပတိုက်ဘူး။ရုပ်ကလပ်ကိုစည်ရင်နဲ့ထိန်းထားပြီးအခါကာလကောက်မှတကြိုကြမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်။ရသေးကြီးခန္ဓာဝင်ချပြီးရသက်တပတ်6ပတ်ကြာမှတော့မန္တလေးမြို့ကိုသဘုံဝင်လို့စိုးရတပ်ပေါင်းစုကစကိုင်းဘက်ကိုဆုတ်ခွာပေးရတယ်။26ရက်ကြာမှတပ်ပေါင်းစုစကိုင်းကနေပြီးမန္တလေးပြန်ဝင်လာနိုင်တယ်။ဒါကြောင့် 29ရက်တလ1949မှာပြန်လည်တော်မူပြီးမုဒိတိုက်တွင်စံကြောင်းမှာထားရှိတဲ့ရေတိကြီးရဲ့ရုပ်ကလပ်ကိုမြို့မီမြို့ဖာများက14ရက်2လ1951နေ့ကနေ21ရက်2လ1951နေ့အထိခုနှစ်ရက်တိုင်တိုင်းစာပနာပွဲကြီးကျင်းပပြီးတကြိုးပါတယ်ရေတိကြီးပြန်လည်တော်မူပြီးဆိုတဲ့သတင်းကိုသတင်းပေးနိုင်တဲ့အချိန်မှာကျမတို့လူထုသတင်းစာကမန္တလေးတောင်နယ်ခွဲ၍မရမန္တလေးမြို့ကြီးနယ်ခွဲ၍မရမန္တလေးဆိုရင်နန်းတော် မန္တလေးတောင်ရေသေးကြီးဥခန်းဒီစသဖြင့်ဆက်ကဆက်ကခွဲမရနိုင်အောင်တွန်းတွဲလျက်ရှိသောသာသနာဝင်နှင့်ပုဂ္ဂိုလ်ဒုကြီးတစ်ပါးက29ရက်တလ1949နေ့ကကွယ်လွန်နှိမ့်စာရောက်သွားလေပြီလို့ခေါင်းစဉ်ကြီးတက်ပြီးသတင်းပေးရေးသားဖော်ပြခဲ့ပါတယ်။ရေသေးကိုရောကြီးရဲ့ရုပ်ကလပ်ကိုမသိချိုခင်20ရက်22လ1950နေ့မှာဆရာကြီးတခင်ကိုရောမိုင်းကတခင်တိုက်တင်ကိုရောကြီးနဲ့အတူရန်ကုန်ကလေးရင်နဲ့ရောက်လာပြီးရုပ်ကလပ်ကိုဖူးတွေ့ပါတယ်။ပြီးတော့မုံရွာကိုခီးဆက်က လက်ရီကြောက်စာကိစ္စတွေဆွေးနွေးပါတယ်ဆရာကြီးကရုပ်ကလပ်ကိုဖူးရတော့လေးကြိုးကြီးတပုတ်ရေးဖွဲ့ပြီးရသေးကြီးကိုပူဇော်မော်ကွန်းထိုးပါတယ်မန္တလေးတောင်ကရသေးကြီးဘွဲ့မဟာလေးကြိုးကြီးခန္ဓာဤထုံကြုံရမြန်လျော့မကွဲလို့တလာဝရီအလုံးမုံရွာစခန်းစီကမြန်ညာပြီပုံရတနာမန်းစီတို့တကုံဝါသနာဝတိကမထမ်းရင်နဲ့အထက်တန်းဒီဟူသော မက်ချငန်းဖွေမဲ့အခါဦးွယ် ဘုံစရာလန်းစီကဆက်ပန်းချွေခဲ့ရ။အိုးလွမ်းဘဟုစခဲ့တဲ့မန်းဘဟုကြပြန်တော့ရဟန်းပြူတမရအရှင်သခင်ဆန်တော်မူတဲ့မြန်ဘောစဘူးမှာထီစင်စင်အပြီပြီကခရရတဲ့ယမန်တော်တမူယမဲသင်းတီလဝရဲနဲ့ကြီးမြစွာမနှောမကွဲမှု၍တသဘောတဲ့ဘေပါစောပလဲတို့ဆန်ရဝရင်တနှုံးတွင်မှတိန်ကုန်းကာမှာရွှေရွာတာမှဤကစားတော်မီတလေရန်နဲ့ ဟေမဝါတောစီမွေပေတဲ့ယောဂီယသည်ရှင်ခန္ဒီမဖြင့်ပလင်ဂရန်တီယာမန်းပြီမျိုးစီတို့ရှင်အရဟံမထေပမာမြန်းချီသမုဒါပနန်းတီဖို့ရာဖြာရင်ညွှန်းခဲ့တဲ့တောစွန်းချောင်းတွေ့မြောင်တွေနဲ့နော်ထောင်ရောင်နေမှောင်တွေလင်းစီမီတောင်းတပြီအောင်မြေခင်းပေပေါ်တောင်ကြီးစင်းမှာထင်ပြောရမှာဖြင့်ရှင်စောမြတ်စွာသူဒတနာကျန်ငန်းစီကဩဘယင်မြတ်သမရတွေနဲ့ရခိယံဖတ်တရားပေကို သင်္ကသနဂိုမြန်းစင်ကဇောင်းတန်းသွဲသွဲပြုတ်ဖန်ဆင်းသည်တို့လူထံတွင်မှမကြုံစရာပေပါဘုံပေါင်းကုသူကုလိုပြီတွင်မှတိုင်းကြီးမြန်မာဗမာပြည်၌တမိုင်းချီးစရာကဘာမကြေမိသာသနာခြေအပြည့်စည်းတို့ကိုဖြင့်တစတိဆက်ခါပြင်ကားစပေပါ။အော်မတ်တရမြတ်တမနာတွင်နှင့်ဆတ်ထသင်္ဃာယနာတင်တဲ့မင်္ဂလာသပင်ပွဲတော်မပြီးမီပါ ခီးတဲ့ဤသည်ထုံမီသောမနုဿတိတို့မှဖြင့် မုတ်ချစရာတန်းပင်မို့ရုတ်ကရဇခန္ဓာမလန်းမူ၍ဩဒုက္ခဒုက္ခနှင့်သာမရဏမြန်းပြန်သည်နဲ့တာကန့်ပြန်ကမလဲတော့မန္တလာဒီဘူးမှာမန္တလာပြည်သူတွေနှင့်ဖြင့်မချအောင်ပါဒါသည်နဲ့မရတာအောင်တော့ကွယ်အမြတပည့်တနာစပွဲတွင်မာဖြင့်ဩအာနွယ်ချမှာဇောဒီကာယုံရွှေဘုံเจ้าတင်ငန်းစီကဩမနောပဏိတိ ဇောဝီထီရင်းနဲ့နှောလောကီအာယုံ ရွှေယုံဓာဝင်တန်းတီတို့ဘောဒီလျာငုံ တစေယုံကောင်းငင်မြန်းချိန်မှုအလောင်းစဉ်ခန်းတွင်ဖြင့်ဂိုင်းအနုအနီတကာတိုင်းမျိုးမကြည်စရာဘေးမှုပူစရာတမျိုးဥကွယ်ကတိုင်းအဖို့စကိုင်းမျိုးမှစပြီးမိုင်းနုမိစရာဘေးပါတဆူရရနာပထုရှိခိုးတင်ချီထီနဘူးအင်းစလီနှင့်အကျင်မနတီဟိတ်ဟန်လျှော့ပါလို့စိတ် တန်တန်ဒိတ်ထန်လိုကြော့လိုက်ပါရဲ့ကြော့ကြော့မော့မော့အစဉ်ပြင်းနဲ့အသွင်တော်ရှုရတော့ဥတုမာရကဆိုတဲ့အတုပါကမ္မထံမထင်နိုင်သမို့တပင်နိုင်စုဖျားတို့ကိုလာကုမြမှာမြင်လာစေခြင်းနဲ့ပြင်အကျဉ်ဗမရာဘွေပလင်မှာပြူပြူနဲ့မထူတာသမို့တော့လဲယူပကပုံမပြက်ပြန်တော့အသက်ဝိညာဉ်မချုပ်သေးရော်သလားလို့တမင်တကာထင်ရမြင်ရလဲတွေ့မိပြီသဘောမမင်းတသွေးတမွေလှလျက်အရက်ရွယ်တော်နေတကွာ ဒရက်ထဲတော်မှာတော်တမူမညှို့တဲ့ပြင်ဩရှိကတဲ့တက်ပေတော်မူတကူတခင်ကိုတော်မိုင်းအမေလူတို့တော်မရဲ့ကျမတို့မန္တလေးကမန္တလေးတောင်ဆိုတဲ့စာအုပ်ကတော့ဒီမှာပဲအဆုံးသတ်သွားပါပြီရှင်။နောက်မြန်မာလည်းအမေမရဲ့စာအုပ်များကိုဆက်လက်ပြီးတင်ဆက်ချင်ပါသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့တော်ပါ။